အားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တုန်းနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။အာဂျင်တီးနားသမရရဲ့အရေးမဲကြီးဖြစ်လာတဲ့လီဘရာမစ်ကွိုင်ရဲ့သတင်းနဲ့အတူစတေဘယ်ကွိုင်ရဲ့တိုက်ပွဲပိုကျလာနိုင်တဲ့သတင်းတွေကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခူးဖြစ်ပါတယ်ခင်ဗျာ။ ပထမတစ်ပုတ်အနေနဲ့အာဂျင်တီးနားသမရရဲ့အရင်မဲကြီးဖြစ်လာတဲ့ Libra မင်းကွက်ရဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။အာဂျင်တီးနားသမရကတော့ Libra Project နဲ့ပတ်သက်လို့အတော်လေးဝေဖန်ခံနေရပါတယ်။မင်းကွက်တစ်ခုဖြစ်တဲ့ Libra ကိုကျင်ညာခဲ့ပြီးတဲ့နောက်မှာတော့ Libra ရဲ့ဈေးကလည်းထိုးစင်သွားခဲ့တာကြောင့်ငွေကြေးဆုံးရှုံးခဲ့ရသူတွေအများအပြားရှိခဲ့သလိုအတိုက်အခံနိုင်ငံရေးပါတီတွေကလည်းဒီအချက်ကိုကောင်းကောင်းကြီးအသုံးချလာကြပါတယ်။ပုံမှန်လူတယောက်ဆိုရင်တော့ကြာရင်မင်းမပြောက်ပြောက်ဖြစ်သွားကြမှာဖြစ်ပေမဲ့ ။သမရနေရာမှာရှိနေသူတယောက်ကဒီလိုမျိုးမေးခွန်း project တစ်ခုကိုကျင်းညာပေးခဲ့ပြီးမေးခွန်းကလည်း pocket area ဖြစ်သွားတဲ့အခါမှာတော့တမြင့်မြင့်လောင်ကျွမ်းနေတဲ့မီးလိုပဲမငိမ့်နိုင်ဖြစ်နေပါဗျ။အခုအချိန်မှာလည်း Argentina သမရကိုအယောင်အကြီးရှိမရှိဆိုရာကိုလူပေါင်း1600ကိုမေးခဲ့ပြီးတဲ့နောက်မှာ59.6ရာခိုင်နှုန်းကမယုံကြည်ကြောင်းဖြေဆိုခဲ့ကြသလို36ရာခိုင်နှုန်းကတော့ယုံကြည်နေသေးကြောင်းဖြေဆိုခဲ့ကြပါတယ် ကျန်တဲ့6.4ရာခိုင်နှုန်းကတော့ယုံသိမယုံသိဝေခွေရခက်နေကြောင်းတုံ့ပြန်ခဲ့တာကြောင့်သမရဂျပီယာမယ်လီတယောက်ကတော့ Libra ကိစ္စကိုတာဝန်ယူဖြေရှင်းပေးမှုမရှိမချင်းဒုနောက်ကနေအရေးမဲကြီးလို့တကောက်ကောက်လိုက်နေမဲ့အိမ်မဆိုးကြီးဖြစ်လာနိုင်ပါတယ်။လောလောဆယ်မှာလည်းမယ်လီကဒီအကြောင်းအရာနဲ့ပတ်သက်လို့ဒီ project အကြောင်းသေချာမသိခဲ့ချိန်တုန်းကဝေမျှပေးခဲ့တာဖြစ်ကြောင်းနဲ့အကြောင်းသိပြီးတဲ့နောက်မှာ post ကိုချက်ချင်းဖြတ်ပေးခဲ့ကြောင်းတုံ့ပြန်ထားတာကလွဲရင်တာဝန်ယူဖြေရှင်းပေးတာမျိုးမရှိသေးပါဘူး။ အတိုက်ခံပါတီဘက်ကတော့မဲလီကိုတရားစွဲဆိုဖြုတ်ချဖို့စီစဉ်နေပေမဲ့အောင်မြင်မှုရာခိုင်နှုန်းနည်းပါတယ်။မကြာခင်မှာလည်းအာဂျင်တီးနားရွေးကောက်ပွဲလာဖို့ရှိနေတာကြောင့်မဲလီတယောက်လီဘရာကိစ္စနဲ့အလဲထိုးခန့်ရမလား။ငွေကြေးဖောင်းပွားမှုကိုထိန်းထားနိုင်တယ်ဆိုတော့ဂုံနဲ့သမရယာတို့ကိုစက်ကားကွယ်သွားနိုင်မလားဆိုတာကစိတ်ဝင်စားစရာဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ stable coin ရဲ့တိုက်ပွဲပိုချမ်းလာနိုင်တဲ့သတင်းကို တင်ဆက်ပေးကြပါမယ်။ US မှာ Bitcoin reserve တွေကြီးရဲ့ငြိမ်သွားပြီးတဲ့နောက်မှာနောက်ထပ်ကြီးရဲ့တစ်ခုအစပြုလာနေပြန်ပါတယ်။ ဒေါ်နယ်ထရန့်ကအစပါဝင်နေတဲ့ stable coin ကြီးရဖြစ်ပါတယ် US အစိုးရကမကြခင်မှာ stable coin ဥပဒေအသစ်တွေပြဋ္ဌာန်းဖို့ရှိနေတာနဲ့အတူလူတိုင်းက stable coin ထုတ်ချင်နေကြပြန်ပါပြီဒေါ်နယ်ထရန့်ကလည်း stable coin တွေက USD ခိုင်မာလာအောင်အပေးမဲ့အရာပြစ်ကြောင်ထုတ်ပြောတာနဲ့အတူ Trump ဘိုင်းရဲ့ DeFi platform ဖြစ်တဲ့ WLFI ကလည်း USD1 ဆိုတဲ့ USD stable coin တစ်ခုထုတ်ထားပြီးမကြခင်မှာဈေးကွက်ဝင်လာဖို့ရှိနေကြောင်းသိရပါတယ် data ပြင်ဒေါ်လာ4.9 trillion အထိစီမံခန့်ခွဲနေတဲ့ Fidelity လုပ်ငန်းစုကြီးကလည်းသူတို့ကိုယ်ပိုင် stable coin ထုတ်ဖို့ရှိကြောင်းကြေညာလိုက်တယ်လို့ Ethereum blockchain ပေါ်မှာလည်ပတ်သွားမှာဖြစ်ကြောင်းသိရပါတယ်။ Fidelity ကတော့သူတို့ရဲ့ stable coin ကို USDT နဲ့ USDC တို့လိုဒိတ်ဒိတ်ကျဲ stable coin ကြီးတွေနဲ့ပါရှင်ပြိုင်သွားမှုအထိမျှော်မှန်းထားကြောင်းနဲ့ PayPal ရဲ့ BYUSD အပါအဝင် stable coin တွေရဲ့တိုက်ပွဲကပိုကျန်းလာနိုင်ပါတယ်။ Fidelity လိုပုံစံမျိုးလုပ်ငန်းစုကြီးတွေဒီ stable coin ထုတ်ဖို့စိတ်ဝင်စားလာကြတာတော့မဟုတ်ပါဘူး။ USB နဲ့တခုဖြစ်တဲ့ Wyoming ပြည်နယ်ကလည်း ပြည်နယ်ပိုင်း stable quiet ထုတ်ဖို့ကြေညာထားပါသေးတယ်။ Wyoming stable quiet token S ဆိုတဲ့ဥပဒေကိုလည်း Wyoming stable quiet token commission ကနေဖန်တီးထားပြီးဖြစ်တယ်လို့မကြခင်ရက်သက်တပတ်အနည်းငယ်အတွင်းမှာစမ်းသပ်မှုတွေစတင်တော့မှာဖြစ်ကြောင်းသိရပါတယ်။ဇူလိုင်လထဲမှာတော့ token တရားဝင်ထွက်လာနိုင်မယ်လို့သတ်မှတ်ထားပြီးဘာနာမည်နဲ့ထွက်လာပြီးတော့ဘယ်လိုလဲပတ်သွားမယ်ဆိုတာကိုတော့သေချာမသိရသေးပါဘူး။အခု Wyoming ပြည်နယ်မှာ stable quiet ထုတ်မယ်လို့ကြေညာလိုက်တာက အခုမှအစဖြစ်နိုင်ပြီမကြခင်မှာတခြားပြည်နယ်တွေကလည်းပြည်နယ်ပိုင်း stable coin တွေထုတ်ဖို့ကြီးညာလာနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတက်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာ cryptocurrency ဝယ်ရလို့ Binance account တခုမှရှိသေးဘူးဆိုရင် trading လုပ်တဲ့မှာ fee discount ပြန်ရမယ်အခုကောက်ကိုအသုံးပြုပြီးတော့ account ဖွင့်နိုင်ပါတယ်နားဆင်ပေးကြတဲ့တော်တော်ရှင်များအားလုံး trade time မြတ်ကြပါစေခင်ဗျာ